ဒီပညာရတ္တရာရှိတယ်ဒီပညာရတ္တရာဖီရင်တို့ဆိုတာရှစ်ဖြစ်ကိုဟောတယ်ဆိုတာအရင်တုန်းကဒိဗ္ဗစကုအဘိညာဉ်ရတဲ့ယသိတွေကနေပြီးတီထင်ထားခဲ့တာသူတို့ဒိဗ္ဗစကုနဲ့ကြည့်လိုက်တဲ့အခါမှာဒါတွေလုံးနေဘာဖြစ်တယ်ဆိုတာကိုအကြောင်းနဲ့အကျိုးညှိပြီးတော့သူတို့ရေးသားထားတဲ့ဘေရင်ကျမ်းတွေရှိတယ်အဲ့ဒီဘေရင်ကျမ်းတွေအတိုင်းဆိုလို့ရှိရင်သူကမှန်မှန်ကန်ကန်ရှိတယ်ပေါ့နော်မှန်တယ် ရရယာဆိုတာလေခုနလိုရရယာဆိုတာကတော့ဒီဖြစ်ပေါ်လာမဲ့အရာတစ်ခုရှောင်လွှဲခြင်းလို့ဆိုတယ်ဒီရှောင်လွှဲခြင်းကရှောင်လွှဲလို့ရတာရှိတယ်ရှောင်လွှဲလို့မရတာရှိတယ်နှမျိုးခွဲခြားမှားရမယ်သိပြီးတော့အဖြစ်ပြက်ကလုံလောက်ပြီးတော့ဖြစ်ဖို့အင်အားရှိလာပြီဆိုရင်ရှောင်လွှဲလို့မရဘူးတဲ့ရရယာလုံလို့မရသို့တော့ တာမန်ကိစ္စလေးတွေပါလေးတွေဆိုလို့ရှိရင်ရှောင်လွဲလို့ရတယ်ဒီရေရယာဆိုတာဟာလူမျိုးတိုင်းမှာလည်းပဲယုံကြည်မှုရှိကြတယ်ပေါ့နော်အင်္ဂလိပ်လိုပြောမယ်ဆိုရင်ရေရယာဆိုတာ keeping bad luck away to keep bad luck away မကောင်းတဲ့ကံတရားကိုဘေးကိုဖယ်ထားရဆိုအထိပဲရေရယာလုပ်တယ်လို့သူပြောတယ်ကောင်းတာတွေလိုချင်အပြင်မကောင်းတာလွတ်နိုင်တာဒါကတော့ရှိတယ်။ဥပမာမယ် ပရိတရားတွေကိုရွတ်တယ်ကာဝယ်တွေလှုပ်တယ်ရှောင်လို့ကွင်းလို့ရတယ်ဖြစ်ပေါ်လာမဲ့အရာတွေကြောက်တယ်အဲ့ဒါကရှစ်ဖြစ်ဟောခြင်းနေဆိုတာလေဘယ်တော့မုံတိုင်းတိုက်မယ်ဆိုတာလေဒါရှစ်ဖြစ်ဟောခြင်းတစ်ခုပဲပေါ့နော်ပစ္စပန်အခြေအနေကိုကြည့်ပြီးဟောလို့လည်းရတယ်ဟိုဘေးရင်ကိန်းခန်းနီးနဲ့တွေ့ချက်ပြီးတော့လေဟောကြတာပဲရှိတယ်ပေါ့အဲ့တော့မှန်တာလည်းရှိတယ်မှားတာလည်းရှိတယ် ိကြကြီးမှန်မယ်လို့ကတော့ပြောလို့မရဘူးဒါတည်းကနော်မှန်မှန်ကန်ကန်အချိန်နေရရဆိုတာတစ်ခုတည်းနှစ်ခုတည်းနဲ့ကြည့်လို့မရဘူးအားလုံးအချိန်နေတွေကုံပေါက်ဆက်ပြီးအဲ့ဒါတွေထည့်အောင်ခြုံငုံပြောနိုင်မှသူကကုံမှန်မယ်လို့ပြောရမှာဖြစ်တယ်ကြားဘူးလိမ့်မယ်မြန်မာယာဆိုရင်လည်းမှာကောင်းစကိုင်းကကောင်းမှုတော်ဖရာကြီးကို တိကြတဲ့ဘုရင်ကြီးကတာလုံးမင်းတရားလို့ခေါ်တယ်။အဲဒီတာလုံးမင်းတရားကြီးကကောင်းမှုတော့ဘုရားတည်ပြီးတော့ထိတင်မှုစူးစမ်းတယ်။ထိတင်မှုစီစဉ်နေတဲ့အခါမှာအဲဒီသူ့ရဲ့ဗေဒင်ပရောဟိတ်ပညာရှိရမေးတယ်။ရှင်မင်းကြီးလက်ထက်မှာထိမတင်ရဘူးလို့သူဟောတယ်။အဲ့တော့ဘုရင်ကြီးကသူ့ဒီလိုဟောရမလားဆိုမကျေနပ်မကျေနပ်တော့သူ့ကိုချုပ်ထားတယ်။ချုပ်ထားပြီးသူပြောသူကထပ်ဟောတယ် ရှင်မင်းကြီးကဘယ်နေ့ဘယ်ရက်မှာကန်းတော့ကုန်လိမ့်မယ်အဲဒါကြောင့်မို့ရှင်မင်းကြီးထိတိမွဲမမိနိုင်ဘူးလို့သူကအဲ့လိုပြောတဲ့အခါကျအေးမှန်ရင်မှန်မမှန်ရင်မင်းကိုပြစ်ဒဏ်ခတ်မယ်ဆိုပြီးတော့ထားတယ်အဲ့ဒီသူဟောတဲ့နေ့ထီအောင်ဘုရင်ကြီးကကြမ်းကြမ်းမှာမှာပဲသို့တော့သူဟောတဲ့နေ့သူပြောတဲ့အချိန်နေ့ကလာတဲ့အခါမှာခေါင်းထဲမှာနောက်တောက်တောက်ဖြစ်လာပြီးတော့ခဏနေတော့ရုတ်တရက်ကွယ်လွန်ပြီ လက်ရဆံသွားတာဆိုတာယာဇဝင်ထဲမှာမှတ်တမ်းတင်ထားတာရှိတယ်။နော်ဒါရှေ့ဖြစ်ဟောလို့ခေါ်တယ်။အဲဒါလို့တိကျတွက်ပြီးတော့ပြောနိုင်တဲ့ပုံကမျိုးတွေလည်းရှိတယ်လို့သူတို့ပြော။အဲသူပြောတာလုံးဝမှန်တယ်ပေါ့။အဲဒါမြန်မာယာဇဝင်ထဲမှာပါတဲ့ရှေ့ဖြစ်ဟောခြင်းပေါ့။အဲတော့တည်တည်ချာချာတွက်ချက်ဟောနိုင်တဲ့ပုံကိုကြရင်တော့မှန်တာတွေလည်းရှိတယ်မမှန်တာလည်းရှိတယ်လို့ပဲမှတ်